မင်္ဂလာပါအဲ ISA that any sharing and social astronomy ကနေကြိုဆိုပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့အဲပေးအတွက်ပေါ့နော်ကျွန်တော်တို့ရဲ့ပေးဒီမှာ auto reply insta reply question and answer ပေါ့နော်ချိန်တဲ့ပိုင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲဒီ question and answer auto reply insta reply ကကြတော့ အဲကျွန်တော်တို့ပဲသွားပြီးတော့ချိန်ရလေဆိုရင် payment စေချာပေါ့နော် meta business စုပေါ့နော်အဲ့မှာသွားပြီးတော့ကျွန်တော်ချိန်လို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ book campaign တွေ run နေခါမှာကိုယ်က gamma site နဲ့ run နေဆိုရင်အဲ့မှာတစ်ခါတည်းချိန်ခဲ့လိုက်လို့ရတယ်ပေါ့နော် တခါတည်းချိန်ခင်းလိုက်လို့ရတယ်အခုကတော့ကျွန်တော်တို့ဒီတည်တံကိုပေးမှာအမြဲတမ်းပေါ့နော်အော်တိုရာဘရိုင်းနေနဲ့ထားခြင်းတဲ့အခါကျရင်ဘယ်လိုမျိုးထားလို့ရမလဲဆိုတာလေးကိုပြောပြပေးပြောပြပေးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တည်တံသွားပြီးတော့ချိန်တာပေါ့နော်ဘူထဲမှာကမစိနဲ့ run နဲ့ဘူထဲမှာတည်တံသွားပြီးတော့ထည့်တာမျိုးမဟုတ်ဘဲနဲ့အမြဲတမ်းကိုရဲ့ပေးမှာအော်တိုရာဘရိုင်း instagram ဘရိုင်း question answer အနေနဲ့ထည့်ခြင်းတာမျိုးတော့လောက်ဆောင်ပြီးသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့ကျွန်တော်ဒီပေးအတွက်ကျွန်တော်နမူနာထားပြမယ်ပေါ့နော်ကျွန်တော်ပေးမှာနမူနာထားမယ်ဆိုရင်ကျွန်တော်တို့ meta business suit ဆိုတဲ့အထည်ကိုသွားမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တခါတယ်အဲ login ဝင်လာပြီးသားပေါ့เนาะ meta business suit pay messenger ဝင်တဲ့ခါကျရင်လဲကျွန်တော်တို့อืมဒီဝင်တဲ့ခါကျရင်လဲကိုယ့်ကောင်းမှာချိန်ထားတဲ့ gmail ဖုန်းနံပါတ်နဲ့ကိုယ့်ကောင်းရဲ့ password ပဲတစ်ချက်ထည့်ရမှာဖြစ်ပါတယ်တချို့ client တချို့လူတွေကကြတော့ကျွန်တော်တို့ဒီ pay messenger ဝင်တဲ့ခါမှာဒီ facebook ကောင်းရဲ့အဲကျွန်တော်တို့ဒီ user name တွေ ဒီ Gmail ဖုန်းနံပါတ်တွေ account password တွေနဲ့ဝင်ရရလို့တချို့ကတိတ်မသိကြတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီ Manda Business ဆို pay messenger ဝင်တဲ့ခါကျရင်လည်းကိုယ့်ရဲ့ Facebook မှာဝင်တယ်လို့မျိုးပဲဝင်ရမှာဖြစ်ပါတယ်။ Okay ဒီညရောက်ပြီဆိုရင်ကျွန်တော်ဘယ်သွားရမလဲပေါ့နော်ဒီဒီညရောက်ပြီဆိုရင်ကျွန်တော် auto rebrand ချိန်မှာဖြစ်တဲ့အတွက်တူးတဲ့ဟိုတစ်ချက်သွားရမှာဖြစ်ပါတယ်။အဲ့ဒီဟိုတစ်ချက်သွားလိုက်ရနော်ပြီးတော့ရင်အဲကျွန်တော်ဒီ setting တွေကိုသွားရမှာဖြစ်ပါတယ်။ setting တွေကိုသွားရမှာဖြစ်ပါတယ်။အဲ့မှာကျွန်တော်ဒီ automation ဆိုတဲ့ထဲကိုဆက်ပြီးတော့သွားရမှာဖြစ်ပါတယ်။ ပြီးတော့ပြီဆိုရင်ဒီနောက်မှာကျွန်တော်တွေ့ရပြီပေါ့နော်ဒီနောက်မှာ Insta reply Insta reply ကတော့ auto reply ပေါ့နော်ကိုယ်ကိုယ့်ရဲ့ page ကို customer client ဘက်ကနေပြီးမှဟို hi တလုံးနဲ့ပို့လိုက်တာနဲ့ကျွန်တော်ဘက်ကဘာပဲပို့ဖို့ပေါ့နော်ကိုယ့်ရဲ့ page ကိုဘာပဲပို့လို့ကျွန်တော်တို့က auto auto reply နေနဲ့ထည့်ထားခြင်းလဲဆိုရင် Insta reply ထည့်လို့ရတယ်ပေါ့နော်ဒုတိယတစ်ခုဒီ frequently asked question အကြ question and answer ပေါ့နော်တချို့ page တွေမှာအပူထိုးတဲ့ကမြင်ဘူးမှာပေါ့နော်ဥပမာဒီ ကျွန်တော်ဘာဘာဘာတွေထည့်ထားကြလဲဆိုတော့လက်လီရရနိုင်လားဆိုပြီး client ကိုအဲဒီ client ကိုမေးတဲ့မေးခွန်းလေးတွေအမေးပြထားပြီးတော့အဲ့မေးခွန်းလေးကိုနှိပ်လိုက်တာနဲ့တကားရဲ auto reply အနေနဲ့ဘာကျွန်တော်လက်လီရနိုင်ပါတယ်လက်ကားရနိုင်ပါတယ်စသဖြင့်အဲ့လိုမျိုးထည့်လို့ရတယ်ပေါ့နော်ပထမဆုံးကျွန်တော်ဒီ insta reply ကိုလေ့ချက်သွားပါမယ် insta insta reply မှာကျွန်တော်နမူနာအနေနဲ့ထည့်ထားတယ်ပေါ့နော်နမူနာအနေနဲ့ဒီမှာထည့်ထားတယ်။ဒါကကျတော့ client ဘက်ကနေပြီးမှာကိုယ့်ရဲ့ messenger ကို ဒါစလုံးပဲပို့ဖို့ပေါ့နော်အရင်ဆက်စားချင်းပို့လိုက်တဲ့အခါမှာဒီကျွန်တော်ထည့်ထားတဲ့ဒီစာပေါ့နော်ကျွန်တော်ဆက်ထားတဲ့ဒီစာကြီးပေါ့ဒီမင်္ဂလာပါနေပြီးမှဆက်ထားတာကြီးအကုန်လုံးကြီးကသွားပြီးပြမှာဖြစ်ပါတယ်ခုမှစပြီးပို့တဲ့ client တွေအဲဆိုရင်ဒီ client ဘက်ကနေတကူကူဟိုင်းလာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပေါ့ပါပဲမိမိပေါ့နော်အပို့လိုက်တာနဲ့ကျွန်တော်တို့ကအခုလိုမျိုး auto reply လေးပြပေးမှာဖြစ်ပါတယ်ဒါမျိုးထည့်ဒီမှာကျွန်တော်နမူနာထည့်ပြပေးတာပေါ့နော်မင်္ဂလာပါပါညာပေါ့နော်ဒီဟာကကြတော့ ဒီနေရာကကျတော့ဒီ full name of residence ဆိုတာ client ရဲ့နာမည်ပေါင်းထည့်တဲ့နေပေါ့နော် ဥပမာကျွန်တော်နမူနာဒါလေးဖြတ်ပြီးတော့ပြန်ထည့်ပြရမယ်ဥပမာမင်္ဂလာပါတယောက်ယောက်ကပို့လဲဆိုရင်ဟိမင်းအပ်ပို့လဲဆိုရင်မင်္ဂလာပါဟိမင်းခမညာစသဖြင့်ပေါ့နော်ကျွန်တော်ကဒီ digital marketing ဘိုင်းနဲ့စပစ်ပေးညာဆိုတော့ဒီမှာပါစပစ်မြန်လာ action မှာတလဲစသဖြင့်ပေါ့နော်လူချင်းမင်းတို့က online shop ဆိုရင်မင်္ဂလာပါပါမင်္ဂလာပါ client နာမည်ခေါ်ပြီးတော့ပေါ့နော်မင်္ဂလာပါဟိမင်းခမညာပြီးတော့မှအပါပြည့်လေးမှလိုတာလဲပါညာပေါ့နော်ဒီအောက်မှာဖုန်းနံပါတ်တွေရေးထားခဲ့လို့ရပါတယ်စသဖြင့်ကိုရေးချင်တဲ့ auto reply ကိုဒီမှာရေးလို့ရတယ် ကျွန်တော်ပြောချင်တာကကြတော့ဒီမှာမင်္ဂလာပါနဲ့ခင်ဗျာကြားမှာပေါ့နော်တချို့အရှင်ပေါ့နော်မင်္ဂလေးဆိုရှင်ပေါ့မင်္ဂလာပါခင်ဗျာနဲ့ဒီကြားမှာကိုယ့်ရဲ့လာဟိုင်းနဲ့လူရဲ့နာမည်ကိုအပြည့်စုံထည့်ကျင်တဲ့အခါမှာကျွန်တော်တို့ဒီကြားထဲမှာကတ်စာလေးချရပါပေါ့နော်ချပြီးသွားရင်ဘယ်ကနေသွားရလဲဆိုတော့ဘယ်ကနေသွားရလဲဆိုတော့ကျွန်တော်ဒီမှာလူပုံလေးနဲ့ကွန်တက်ပုံစံမျိုးလေးပေါ့နော်အပ် personalization ဆွဲကိုသွားရမှာဖြစ်ပါတယ်အဲ့ဒါကိုတစ်ချက်နေလိုက်နေပြီးသွားရင် file name or recipe အဲ recipe ဆိုတာကကြတော့ကိုယ့်ကိုလာဟိုင်းနဲ့လူရဲ့ကိုင်းရင်ရဲ့အစနာမည်ကို အစနာမည်လေးပဲပြပြီးတော့ခေါ်ခြင်းလဲဆိုရင် first name ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့နောက်ဆုံးနာမည်ပြောခြင်းလဲဆိုရင် last name ပေါ့နော်ကျွန်တော်ကတော့တော်တော်များများကိုဖူးနေနေပဲခေါ်တာဖြစ်တတ်တယ်ဖူးနေနေထားပြီးတော့ အဲ့ဆိုတာလေးကိုနှိပ်လိုက်အောင်ပါမယ်နော်အဲ့ဆိုရင်ခုနလိုမျိုးပုံနေအောင် rapid scan ဆိုတာမျိုးလေးပြရတယ်ပေါ့နော်တကယ်လို့ client ဘက်ကနေပြီးမှစပြီး high နေခါကျရင်ဒီပုံနေအောင်ဒီ recipient ဆိုတဲ့နားလေးမှာ client နာမည်အပြည့်စုံပေါ်နေလိမ့်မယ်ပေါ့နော်ဒါတော်တော်များများသိကြပါလိမ့်မယ်အဲ့လိုမျိုးလေးဒါလေးထားပြီးမှအောက်ကကိုရေးချင်တဲ့အကြောင်းအရာလေးဒီမှာရေးလို့ရတယ်ပေါ့နော်ပြီးသွားပြီဆိုရင် save ဆိုတာလေးတစ်ချက်နှိပ်ခဲ့ရုံပါပဲဒါက auto rebrand ပေါ့နော် install rebrand လို့လည်းခေါ်ပါတယ် ။ Okay ဒါအဒီအားလေးအဲ့လိုမျိုး save လုပ်ခဲ့ပြီးပြီဆိုတော့ ਨੇ ကျွန်တော်ထွက်ခဲ့လိုက်မယ်။ Insta ရော Brian လုပ်ပြီးသွားပြီဆိုရင်ထွက်ခဲ့လိုက်မယ်နော်။ပြီးသွားရင်ကျွန်တော် question and answer ကိုထပ်ပြီးတော့သွားမှဖြစ်ပါတယ်။ Question and answer ကကြတော့ဒီမှာပေါ့နော် question and answer ကကြတော့ frequently asked question ဆိုတဲ့ထဲကိုသွားမယ်။သွားလိုက်တော့ ਨੇ ဒီမှာကျွန်တော်မထည့်ရသေးဘူး။နမူနာအနေနဲ့ထည့်ပြပေးမယ်ပေါ့နော်။ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ question and answer ရေးမှာဖြစ်တဲ့အတွက် asked question ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမယ်။အဲပြီးတော့ပြီဆိုရင်ဒီနားမှာကျွန်တော်ကစာပေပေးနေတာဖြစ်တဲ့အတွက်ဗာစာပေလိုအပ်လေပေါ့နော် မေးခွန်းနဲ့အဖြစ်နဲ့ဒီမှာတစ်ခါတည်းတိုက်ရိုက်တွဲရေးလိုက်လို့ရတယ်အာတချို့ online shop တွေဆိုရင်ဒီနားမှာလက်လီရနိုင်လား client ဒီကိုယ့်ရဲ့ client ကိုမေးသိခြင်းနဲ့တကယ်လုံးအမေးသက်ကလုံးကိုထည့်ပေါ့နော်ပြီးတော့ရင်ကိုယ့်ဖြစ်ခြင်းနဲ့တကယ်လုံးကို automated response ဆိုပြီးဒီမှာကိုယ့်ဖြစ်ခြင်းနဲ့တကယ်လုံးအောက်ကထည့်ပေါ့အဲ့လိုမျိုးသွားလို့ရတယ် question 1ကဆိုရင်ကျွန်တော်က service တမဆိုတော့ဒီမှာ service add လို့ပါအဲ service add လို့ပါဒီပေါ့နော် အဲသာပေပဲပြပေးထားပါတော့ကျွန်တော် boot pull out ဒီတင်တန်းနဲ့ပတ်သက်ပြီးတော့ရေးထားမှာဖြစ်တဲ့အတွက်တင်တန်း action မာတွေပေါ့နော်တင်တန်း action မာတွေဆိုပြီးအဲ့လိုမျိုးရေးပေးလိုက်မယ်ကျွန်တော်အဲ့ဒီခါကျရင်ကျွန်တော်ကနေပြီးမှဟို client ကိုမေးသိချင်တဲ့တက္ကလုံတင်တန်း action မာတွေပြောသိချင်တဲ့တက္ကလုံကိုအပေါ်ကအမေးတက္ကလုံကိုအပေါ်ထည့်မယ်အောက်ကတော့ကျွန်တော်ဖြေမယ့်တက္ကလုံပေါ့နော် ဒါမျိုးလေးပေါ့နော်ကိုကြိုက်တဲ့ကိုစိတ်ကြိုက်နေမယ်လေးထားလို့ရပါတယ်တချို့ဒီညမှာလက်လီရလာလက်ကရလာပြီးတော့ရင်ဟိုကျွန်တော်တို့ဒီပါရီပါလဲဆိုတော့စိုင်လိပ်စာလေးတီးကျင်ပါတယ်တတ်တဖြင့်ပေါ့နော်ပြီးတော့ရင်အဲကျွန်တော်တို့ဘယ်လိုပြောမလဲအိမ်အောင်ငွေရှိရလားစသဖြင့်စသဖြင့် question တွေအများကြီးမေးလို့ရတယ် question ၄ခုငါးခုလောက်ထည့်လို့ရတယ်ကျွန်တော်နမူနာတစ်ခုထည့်ပြမယ်ပေါ့နော် အဲဒါမျိုးလေးပေါ့နော်ဒီမှာဆိုရင်ကျွန်တော် question တစ်ခုထည့်ပြီးသွားပြီပေါ့နော် question တစ်ခုထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့တစ်ခုထည့်ပြီးတိုင်းမှာကျွန်တော်စေစော်လေးချက်နှိပ်ခဲ့လိုက်ဒါဆိုရင် question ၅ခုထည့်လို့ရတဲ့နေရာမှာတစ်ခုထည့်ပြီးသွားပြီပေါ့နော်ဒုတိယ question အနေနဲ့စေထည့်ခြင်းနေဆိုရင်အဲကျွန်တော် SA question ဆိုတာလေးကိုပဲတစ်ချက်ထပ်နေရမှာဖြစ်တယ်အဲ့ဒါလေးကိုတစ်ချက်ထပ်နေလိုက်ခုနကခုနကခုနပထမတစ်ခုလိုမတူတဲ့ question ကိုဒီမှာထည့်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင် အွန်လိုင်းချော့ဆိုရင်တော့လက်လက်လီလက်ကားရလာနောက်တစ်ခုကဆိုင်ဆိုင်လေးသာတည်ခြင်းပါတယ်နောက်တစ်ခုကကျွန်တော်ဒီအိမ်ရောက်ငွေချေရလာဆက်တဲ့ပြင်ပေါ့နော်အပြင်မှာမေးလို့ရတယ်ဒီမှာမေးလို့ရတယ်ဒီမှာဆိုရင်တော့ကျွန်တော်ဆက်တယ်ဆက်တယ်ရန်ဖုန်းနံပါတ်ပေါ့နော်တချို့ကြဆက်တယ်ဖုန်းနံပါတ်ဒီမေးတာပဲရှိရေပေါ့နော်ပေးမှတင်ထားရမှာမေးတာလေးမေးတာလေးရှိရေဆက်တယ်ရန်ဖုန်းနံပါတ်တည်ခြင်းပါတယ်ပေါ့နော် ီမှာကျွန်တော်စာပိတ်ဆိုတော့စာပိတ်စာပိတ်နဲ့ပတ်သက်ပြီးတော့ဆက်တယ်လို့ရမယ်ပုံနံပါတ်လေးပေါ့ဒီမှာထည့်ပေးလိုက်မယ်ဒါ question answer ပိုင်းပေါ့နော် question answer ပိုင်းပြီးတော့ပြီဆိုတော့ねကျွန်တော် selection နေခဲ့လိုက်မယ်ဒါဆိုရင် ကျွန်တော်တို့ခုနက Instagram brand auto brand ပေါ့နော်ဒါက question and answer ပေါ့နော်အမေးနဲ့အပြေသွားတဲ့အပိုင်းလေးဖြစ်ပါတယ်ဒါမျိုးလေးကိုကျွန်တော်တို့ဒီ၅ခုအထိလုပ်လို့ရတယ်ပေါ့နော်လူ၅ခုအထိလုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုဒီမှာပြပေးထားတာဖြစ်ပါတယ်၅ခုမှာကျွန်တော်နှစ်ခုပဲလုပ်ပြလိုက်တယ်ပေါ့နော်လူချင်းမင်းတို့ကထပ်ပြီးတော့အဲစိတ်ကြိုက်ကိုထည့်ကျင်တဲ့အမေးတကလုံးတွေအပြေတကလုံးတွေအမေးကုန်းတွေအပြေတွေဒီမှာလာထည့်လို့ရတယ်ကျွန်တော်နှစ်ခုလောက်ပဲထားလိုက်မယ်နော်ထားပြီးသွားရင်အဲကျွန်တော်ဒီစိတ်တစ်ချက်နှိပ်သွားရုံပါပဲနော် အာဒါဆိုရင်တော့ဒီလို successfully save ဖြစ်သွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီကိုယ့်ရဲ့ပေးမှာ install raw file လေးထည့်ပြီးသွားပြီအာ frequently frequently asked question ဆိုတဲ့ကျွန်တော် question and answer file လေးထည့်ပြီးသွားပြီပေါ့နော် okay ဒါကတော့ကျွန်တော်ဒီဒါကတော့ကျွန်တော် auto reply instant reply ဖြစ်ပါတယ်ဒါက frequently asked question ကိုမေးအမေးနဲ့အဖြေထည့်တဲ့ဘိုင်းလေးကိုကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်။ဒါမျိုးလေးကိုကျွန်တော်တို့ဒီဟို client ဘက်ကနေပို့တဲ့အခါကျရင်ဘယ်လိုမျိုးလေးမြင်ရမလဲပေါ့နော်အဲ့ဒါလေးတစ်ချက်ပြပေးမယ်နမူနာအနေနဲ့ပေါ့နော်နမူနာအနေနဲ့ sorry ပါနမူနာအနေနဲ့ကျွန်တော်ရဲ့ပေးမှာဒီမှာဆိုရင်ကျွန်တော်ရဲ့ပေးမှာဆိုရင်နမူနာအနေနဲ့တခုပြမယ်ပေါ့နော်ဒီမှာ okay ဒီမှာဆိုရင်ကျွန်တော် auto rewrite ထည့်ထားတာလေးပေါ့နော် auto rewrite ထည့်ထားတာလေး client ဘက်ကနေပြီးမှ high ဆိုပြီးတော့ man နဲ့ client ဘက်ကနေပြီးမှ high ထိုးပြီး man နဲ့ခါကြရင်ဒီမှာ auto rewrite ထည့်ထားတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်ထည့်ထားတဲ့ auto rewrite လေးဒီမှာလာပြရတယ်ပေါ့နော်မင်္ဂလာပါဆိုဒီမှာ client နာမည်အပြည့်ဆုံးဒီမင်္ဂလာပါနဲ့ခင်ဗျားအเจ้าမှာထည့်ပြီးတော့ပြပေးထားတာဖြစ်တယ်ဒါကတော့ auto reply ပေါ့နော်သူဘက်ကနေပြီးမှ question answer ကျွန်တော်တို့ခုနကမေးခွန်းတစ်ကလုံးတွေကိုမနှိပ်ဘဲနဲ့ တခြားစကားလုံးလာပြောရဲဆိုရင်တခြားစကားလုံးလာပြောရဲဆိုရင်ဒါ Aurora Brand message ကြာမှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ထည့်ထားတဲ့မိကုန်းတဲ့အဖြေကိုအမေလေးလာနေတယ်အမေစကားလုံးလာနေတယ်ဆိုရင်ကျွန်တော်ထည့်ထားတဲ့ဒီအဖြေတိုင်းပြီးတော့ကြာမှာပေါ့နော်ဒါကတော့ဒီ automatic automation မှာ question answer ထည့်တဲ့အပိုင်းနဲ့ Instagram Brand ပေါ့နော် Aurora automation လုပ်တဲ့အပိုင်းကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါမယ်လို့ယုံကြည်ပါတယ်